အားလုံးပဲမင်္ဂလာပါရှင်။ Freedom for Future Channel မှာကြိုဆိုလိုက်ပါရစေ။ကျမကတော့စုဖြစ်ပါရစေ။ဒီနေ့မှာတော့ဆရာကြီးဦးတင်ညွန်ရေးသားထားတဲ့စာစုလေးများကိုဖတ်ပြတင်ဆက်ပေးတော်မှာဖြစ်ပါရစေ။အားလုံးပဲနားဆင်ခင်စားပေးကြပါအောင်ရှင်။အများနောက်အမှားပါဖုန်ကြီးကျောင်းတွင်ရွာသားများစုဝေးနေကြသည် ရှင်နေအစီအဝေးမှာတရားစားလို့ရေးကိစ္စဖြစ်သည်။တပန်းကုန်းနှင့် ခလက်ရွာနှစ်ရွာကြားတွင်ချောင်းလက်တက်လေးတစ်ခုရှိသည်။ထိုချောင်းမှာမိုးရင်းရေကြလာလျင်ဖြက်ကူးရန်မဖြစ်နိုင်သောကြောင့်တပန်းကုန်းရွာအလဲတန်းချောင်းကိုချောင်းသားတွေမလာနိုင်လောက်အောင်ဖြစ်ရသည်။ထို့ကြောင့်ချောင်းအုပ်ဆရာကြီးဥလဆောင်ကကြည်မူပြီးတရားတစင်းဆောက်ရန်စီယုံလှုံ့ဆော်မှုဖြင့်ကျော်နေရွာမှရွာသားများတပန်းကုန်းရွာဖုံးတော်ကြီးချောင်းကိုရောက်နေကြခြင်းဖြစ်သည်။ ကဲကဲကျောင်းရွာထဲဝင်ပေးရမယ်ငွေတွေကိုလည်းသတ်မှတ်ပြီးပြီသတ်မှတ်ရဲ့အတိုင်းကျောင်းဥက္ကဋ္ဌတွေစီကိုမပြတ်မကွက်အနှံ့ကြတရအတွက်လိုတဲ့တစ်တွေအတွက်ကတော့စွန်သားချောင်းဟောင်းကိုဖျက်ပြီးသုံးလိုက်ကြလိုတဲ့ငွေကိုလည်းဖုန်ကြီးကစိုက်ထုတ်ပေးမယ်ဟုတ်ပြီလားကျောင်းရွာလုံးဆရာတော်မိမာချက်ကိုသဘောကျနဲ့သက်ကြသည်ကဲနောက်ဆုံးအနေနဲ့ဘယ်နေရာမှာတရဆောင်မလဲဆိုတာသတ်မှတ်ကြတော့အလုံးကချောင်းစီသွားက တရားဆောင်ရမည့်နေရာကိုတက်ရောက်တက်ပေါက်ပြောကြသည်။ဟောဒီနေရာကချောင်းရဲ့အချင်းဆုံးနေရာဒီနေရာမှာစောက်တာပေါ့။ရွှေနေရာလုံးကသဘောတူကြသည်။သို့တော့ဆရာကြီးဦးလာဆောင်ကဒီနေရာဟာအချင်းဆုံးဆိုပေမဲ့ရေစည်းအတန်ဆုံးနေရာ။မြေသားအနေထားကလည်းနှစ်တိုင်းကမ်းမပြူတော့တရားအတွက်မကောင်းမှုပေါ့။တပည့်တော်ကတော့ဟိုးအကွင်ဆက်ကနေခလက်ရွာညောင်မင်ဆက်အထိတရားထိုးရင်ပိုပြီးအဆင်ပြေမယ်ထင်ပါတယ်ဗျာ။ ဟုလျှောက်လေသည်ဤတွင်ရွာသားတွေအကြီးအကျယ်စကားများကြတော့သည်တရားကပို့ရှိတော့အကုန်ကြများတယ်လမ်းကလေခွင်းကိုဖျက်ရမှာဆိုတော့ကြုတ်လေအထိမခံနိုင်ဘူးလူတိုင်းကကိုယ်လေမြေလေးမပါရစ်အတွက်လွတ်လပ်သည့်ချောင်းချင်းဆုံးနေရာကိုသာဆန္ဒပြုကြသည် နောက်ဆုံးတရွာလုံးနှင့်ဆရာကြီးဦးလဆောင်တယောက်ဖြစ်က အရှုံးပေးလိုက်ရသည်ကျွန်တော်နဲ့ဆရာကြီး ကျောင်းကိုအတူတူပြန်လာကြသည်။ဆရာကြီးကျွန်တော်ကတော့ဆရာကြီးအဆူပြတဲ့နေရာကိုသဘောကျတယ်။အဲ့ဒီနေရာဆိုရင်ချောင်းဝါနဲ့လည်းဝေးတယ်။တရားကလည်းပိုးရှိပြီးပိုးလာမယ်ထင်တယ်နော်။ကျောင်းဟောင်းကြီးကိုဖြတ်လိုက်ရင်တစ်တွေအများကြီးဟာလောက်ပါတယ်ဗျာ။ဟုပြောမိသည်။ဆရာကြီးကဘယ်တက်နိုင်မလဲဗျာ။များတဲ့ဘက်နိုင်တာပေါ့။ဤတို့ဖြင့်ရွာနေရွာနဲ့ဆရာတော်သဘောကျသည့်နေရာတွင်တရားဆောက်ကြသည် တရားစောင့်ချိန်မှာနွေရာသီဖြစ်သည်ဖြင့်ပြဿနာမရှိထို့နှင့်မိုးတွင်သည်မိုးအလွန်ကောင်းသည်စောင့်ထားသည့်တရားမြုပ်သည်ကမ်းတွေပြိုပြီးတရားကြီးလည်းရေစင်းနှင့်မျောပါသွားတော်သည်ကျွန်တော်ဆရာကြီးဦးလာဆောင်ပြောသည့်စကားကို နားထဲကမထွက်ဖယ်တတ်နိုင်မလဲဗျာညားတဲ့ဘက်ကနိုင်နာပေါ်ဆိုသည့်စကားဖြစ်သည် If you want to be wrong then follow the message ဆိုသည့်ဆိုကရေတီခေစကားလေးတခုကို တရိယာမိသည်မှားခြင်းလျင်အများနောက်လိုက်ဟူ၍ဆိုရမည်ထင်ပါသည်ဆိုကရေတီသည်လူငယ်တွေကိုသင်ကြားရ၌ပြောလေရှိသည့်စကားတခုမှာ question everything ဖြစ်သည်သူကဘာကိုမျှအလွယ်မယုံခိုင်းအရာရာကိုမေးခွန်းထုတ်ပါဟု အမြဲပြောသည် ထို့ပြင် သူပြောလေရှိသည့်အခြားစကားတခုမှာ don't follow the crowd ဖြစ်သည် ဆိုကရတီးဆိုလိုခြင်းသည့်သဘောမှာလူများစုနောင်ပလိုက်နေဟု ပြောလိုခြင်းဖြစ်သည်။များတိုင်းမှန်နိုင်သလားစဉ်းစားစရာဖြစ်သည်။လူအများစုလက်ခံယုံကြည်ထားသည့်အယူအဆတွေအစဉ်အလာတွေခေစကားနှင့်ပြောရလျင် ခြင်းတွေကိုကျွန်တော်တို့မျက်ကန်းတစေလို့မယုံကြည်ပဲဝေဖန်ပိုင်းချနိုင်သည့်ကိုယ်ပိုင်အတွင်းမြင်ဖြင့်သာယုံကြည်ကြရန်ဆိုကရတီးကတိုက်တွန်းခြင်းဖြစ်သည်။ ဆိုကရေတီကလူတယောက်သည်မှန်ကန်သည့်လမ်းကိုရှောက်လန်းနိုင်ရန်အတွက်ကိုပိုင်ညာနှင့်ရှာဖွေနိုင်ရမည်အများနောက်အမပါ မျက်စိမိတ်ယုံကြည်လိုက်လျင် အမနောက်ကိုရောက်သွားနိုင်သည်ဟု အမဲသွန်သင်သည်လူအများဆုံးဖြတ်ချက်သည်မှန်ကန်မှုရှိနိုင်သလားစဉ်းစားရဖြစ်သည်အများဆုံးဖြတ်ချက်တိုင်းသည်တအူးချင်းကိုပိုင်အတွေ့ခေါ်များတွင် အခြေခံခြင်းမှခံမည် အကြောက်တရားသို့မဟုတ် ကိုကြိုးစည်းပွားသို့မဟုတ် ဝါရပြတ်မှုတွေကြောင့်ဟုံနိုးနိုးတွေနဲ့ထောက်ခံမာတဲ့ဖြစ်သွားလျင်မြည်တို့လုံးမြင်နီဖျားရှင်ကိုတော်တိုင်ကသင်တို့သည် သူတစ်ပါးပြောတဲ့ကြာကမှဖြင့်ဟုတ်ပြီမှန်ပြီဟုအတည်မြူကြကုန်လင်အောင်အစဉ်အဆက်စကားများဖြင့်လည်းဟုတ်ပြီမှန်ပြီဟုအတည်မြူကြကုန်လင်အောင်ဤသို့ဖြစ်ပူးတဲ့ဟုသော စကားများဖြင့်လည်းဟုတ်ပြီမှန်ပြီဟုအတည်မြူကုန်လင်အောင် ပိရကစာပေနှင့်ညီညွတ်ပေသည်ဟု၍လဲဟောက်ပြီမှန်ပြီဟုအတိမယူကုန်လင်အောင်ကြံတွေးတော်၍ရှူချင်းမြဖြင့်လဲဟောက်ပြီမှန်ပြီဟုအတိမယူကုန်လင်အောင်နီးမီးယူချင်းဖြင့်လဲဟောက်ပြီမှန်ပြီဟုအတိမယူကုန်လင်အောင်အချင်းအရာကိုကြံစီသောအဖြင့်လဲဟောက်ပြီမှန်ပြီဟုအတိမယူကုန်လင်အောင်ငါတို့ကြံစီနှစ်သက်၍ယူထားသောအယူနှင့်တူညီပေသည်ဟု၍လဲ ဟုတ်ပြီမှန်ပြီဟုအတီမယူကုန်လင်အောင်မှတ်ယူထိုက်သောသဘောများဖြင့်လဲဟုတ်ပြီမှန်ပြီဟုအတီမယူကုန်လင်အောင်ငါတို့လေးစားထိုက်သောယဟန်ဤစကားဟု၍လဲဟုတ်ပြီမှန်ပြီဟုအတီမယူကုန်လင်အောင်ဟု၍ဟောကြားတော်မူခဲ့သည်ကိုဆင်ခြင်လိုက်လျင်ရှင်းပေလိမ့်မည်ဖယားရှင်ကဤတရားတို့ကအကုသိုလ်တရားဤတရားတို့ကအပြည့်ရှိသောတရားဤတရားတို့ကပညာရှိတို့ကဲ့ရဲ့အပ်သောတရား ဤတရားတို့ကိုပြည့်စုံစေအပ်စောင့်တည်စေအပ်ရှိသော အစီအပွားမဲ့ခြင်းကစင်ရဲခြင်းကဖြစ်ကုန်လျင်တင်တို့သည်မိမိကိုယ်တိုင်ပင်တည်သောအခါပယ်စွန့်ကုန်ရ၏ဟု၍လဲမိန်တော်မူခဲ့ပါသည် ကျွန်တော်တို့ယင်းနိနေသည့်စကားမှာစကားနောက်တရားပါဖြစ်သည်ထို့သော အများနောက်အမားပါတတ်သည်ကိုလည်းတရိမူရသည်ရှင်ညွန်အင်္ဂုတ္တရနိကေစတုကနိပတ်မဟာဝေဗတ္တိယတော ်တင်ညွ၂၄ရက်၉လ၂၀25ဟုတ်ကဲ့ဆက်လက်ပြီးတော့လွမြောက်ရလန်းဆိုတဲ့စာသုံးလေးကိုဖတ်ပြပေးခြင်းပါတယ်လွမြောက်ရလန်း Tulip is to suffer ဆိုသည့်စာသားလေးတစ်ခုကို အမှတ်မတင်ဖတ်မိပြီးအတွေးပွားမိသည်ဘဝတွင် အသက်ရှင်နေထိုင်ရခြင်းသည်ဒုက္ခဝေဒနာခံစားဖို့လားအသက်ရှင်ရခြင်းသည်ဆင်းရဲခြင်းလား ထိုသဘောတရားကိုပြောသူမှာပီတာဖရန်ကဲဆိုသည့်စိတ်ပညာရှင်တဦးဖြစ်ပါသည်။ကျွန်တော်ကတော့အသက်ရှင်ရခြင်းသည်ဒုက္ခတစ်ခုအနေဖြင့်မတွေးမိပါ။သိရခြင်းထက်ရှင်ရခြင်းကပိုပြီးအတိတ်ပဲရှိသည်ဟုသာမြင်ပါသည်။ကျွန်တော်တို့ရှင်သန်နေခြင်းကြောင့်သာ တိုက်ပွဲဝင်နိုင်ကြသည်။ကျွန်တော်တို့ဒီလူဖြစ်နေသောကြောင့်နာကျင်မှုတွေ၊ဆုံဆုံမှုတွေ၊အခက်အခဲတွေကို ရှင်ဆိုင်နေကြရသည် ကျွန်တော်တို့မလွဲမသွေရင်ဆိုင်ကြောပြတ်ကြရမည့်အရာများဖြစ်သည်လူသည် ရုပ်ခန္ဓာရှိခြင်းကြောင့်ပင် ဖြားနာခြင်းဒုက္ခကိုခံစားကြရသည်စိတ်ပိုင်းဆိုင်ရာအပြင်းလဲပူပန်မှုစိုးရိမ်မှု အိမ်မက်တွေပျက်စီးမှု ချစ်ရသူနှင့်ကြွေကွင်းရမှုတို့အတွက်ဆင်းရဲဒုက္ခများကိုလည်းခံစားကြရသည်ဖီတာဖရန်ကယ်၏အသက်ရှင်ရခြင်းမှာဒုက္ခဆင်းရဲတို့ရောက်ရန်လားဆိုသည့်အဆိုမှာအဆိုးမြင်သဘောနှင့်ပြောခြင်းမဟုတ်ပါ ဖြစ်တတ်သည့်လူတဘာဝကိုပြောခြင်းသာဖြစ်ပြီးရှင်ဆိုင်နိုင်ရန်အတွက်ပြင်ဆင်ကြရန်နှိုးဆော်ထားခြင်းသာဖြစ်သည်သူကအသက်ရှင်အောင်နေထိုင်ပြီးထိုဒုက္ခဆင်းရဲတွင်ဘဝအတိတ်ပဲကိုရှာဖွေနိုင်အောင်စ조사မှသာလူပိသမည်ဆိုသည့်သဘောကိုပြောခြင်းဖြစ်သည်ကျွန်တော်တို့ဒုက္ခကိုရင်ဆိုင်ပြီးရှင်သန်နိုင်အောင်조사ကြရန်သာဖြစ်သည်အပေကြောင့်နီလူဖြစ်နေသောကြောင့်ပဲ အိန္ဒိယတွင် အတွေးကောပညာရှင်ဖရက်ဒစ်နစ်ချင်း၏အယူဆတစ်ခုကို ပြောခြင်းသည်နစ်ချင်းက What doesn't kill it makes stronger ဟု၍ဆိုခဲ့သည် သူပြောခြင်းသည့်သဘောမှာမသေးစေသည့်အရာကကျွန်တော်တို့ကို ပိုပြီးတန်မာအောင်လုပ်ပေးသည်ဆိုသည့်သဘောဖြစ်သည် ကျွန်တော်တို့ဘာကိုမှုရမည်နည်းကိုဗစ်ကရောဂါကိုကျွန်တော်တို့ဆိုးရွားစွာရှင်ဆိုင်ခဲ့ကြရသည်ထိုကရောဂါပဲကြီးက ကျွန်တော်တို့လွတ်မြောက်ပြီးရှင်သန်နေခဲ့ကြပြီပြီ ကျွန်တော်တို့အသက်မသေးခဲ့ခြင်းကဒုက္ခဝေဒနာများကိုပိုပြီးရင်ဆိုင်နိုင်စေရန် ကြံ့ခိုင်တန်မာစေခဲ့သည်ကျွန်တော်တို့အသက်ရှင်ကြံနေခဲ့ခြင်းထက်ဘာကများပိုပြီးအတိတ်ပဲရှိနိုင်ပါအန်နီဒုက္ခပေါ်ဒုက္ခဆင်လာတော့လေရှင်ဆိုင်တိုက်ပွဲဝင်ရင်သာဖြစ်သည်ကျွန်တော်တို့ရှင်ဆိုင်နိုင်ရမည်ကျွန်တော်တို့ကြော်ဖြတ်နိုင်ရမည် ဗုဒ္ဓကလည်းဒုက္ခသစ္စာကိုဟောကြားတော်မူခဲ့သည်ဗုဒ္ဓကမွေးဖွားခြင်း၊အိုမင်းခြင်း၊နာမကျန်းဖြစ်ခြင်း၊သေဆုံးခြင်းတို့ကိုဒုက္ခဆင်းရဲခြင်းအဖြစ်ဟောကြားခဲ့သည်ဗုဒ္ဓဟောကြားသည့်ဒုက္ခသစ္စာ၏သဘောတရား The Truth of Suffering မှာ မချင်မနစ်တဲ့သူတွေနဲ့တွေ့ဆုံနေရခြင်းကြောင့်ဆင်းရဲခြင်းချစ်ခင်နှစ်သက်သူတို့နဲ့ကွေကွင်းရခြင်းကြောင့်ဆင်းရဲခြင်း လိုချင်တာမရချင်းကြောင့်ဆင်းရဲခြင်းမလိုချင်တာရချင်းကြောင့်ဆင်းရဲခြင်းလို့ဖြစ်သည်ဘုရားဤ The True Safari နှင့်ဒသနအမြင်ဖြစ်သည် To live is to suffer တို့သည်တူမယောင်နှင့်မတူပါဘုရားကဒုက္ခကိုတာမကဒုက္ခချုပ်ငင်းရာနိဗ္ဗာန်အကြောင်းတရားကိုလည်းဟောကြားတော်မူခဲ့ပါသည်ဘုရားအယူအဆတွင်ဆင်းရဲခြင်းဤအကြောင်းတရားသည်တဏှာကြောင့်ဖြစ်သည် တဏှာကိုပယ်တတ်နိုင်ရင်ဆင်းရဲခြင်းကလွတ်မြောက်နိုင်ပြီဖြစ်သည်ဗုဒ္ဓဘာသာကဒုက္ခကိုတွေ့ရုံများမကဒုက္ခမှလွတ်မြောက်နိုင်ပြီလမ်းစဉ်မဂ္ဂသစ္စာကိုပါ ပြတ်လမ်းညွန်ပေးပါသည်ပီတာဖရန်ကယ်တို့လိုခေတ်သစ်တဒနာပညာရှင်များကမူဆင်းရဲဒုက္ခတို့ကိုကျော်လွတ်မြောက်နိုင်စေရန်ကြိုးစားမိအစားထိုဆင်းရဲခြင်းကိုရင်ဆိုင်ပြီး ဘဝအတိတ်ဘယ်ကို ထိုဒုက္ခဆင်းရဲထဲတွင်သာရှာဖွေရန်အားပေးသည်မိမိနှစ်သက်သလို ရှင်ဆိုင်ကြရန်သာဖြစ်သည်တင်ညွန်း21ရက်6လ2025အပင်နာစင်ငယ်ကြသူတူတယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်။အားလုံးဘေးကင်းကြပါကြပါစေရှင်။